မြင်္ဂလာရှိသောနေတိကုနာတိလေးတော်ဖျားခင်ကျေးဇူးတော်ကိုရှေ့ဥစွာချီးမွမ်းပါတယ်ဒီကနေ့ကျွန်တော်တို့ကစင်ကျင်ခွန်အာယူတီဆောင်းနိုင်ဖို့ရှင်နုကာခရစ်ဝင်ကျမ်းခန်းကြီး9အပိုက်ငယ်6မှ6ကိုဖတ်လိုပါတယ်စကားတော်ပြတ်သောအခါရေနဲ့ရအရက်တို့ရွှေ့အောင်လောပိုက်ကွန်ကိုချ၍ငါးကိုအုပ်ဆန်းလော့ဟုရှိမုံအားမိန်တော်မူ၏ရှိမုံကလည်းသခင်ကျွန်ုပ်တို့သည်တညလုံးကြိုးစားတော်လဲ တကောင်ကိုမျှမရပါတို့ရာတွင် အမိန်တော်ရှိလျင်ပိုက်ကွန်ကိုချပါမည်ဟုလျှောက်လေ၏ထို့သောချကြပြီးလျင်အလွန်များစွာသောငါတို့ကိုအုပ်မိသဖြင့်ပိုက်ကွန်သည်စုပ်ပြတ်ဆရှိ၏အသက်ရှင်တော်မူသောဘုရားရှင်နှုတ်ကပတ်တော်ဖြစ်ပါれ။ကြားနာကြတဲ့ယုံကြည်သူမိသားစုများအရောက်စတဲ့ပေါ်မှာဘုရားရှင်တစ်တပံကောင်းကြည့်ပေးပါစေ။ ဒီကနေ့ဖတ်ရှုလိုက်တဲ့နှုတ်ကပတ်တော်ရာယေရှုခရစ်တော်ဖခင်ကရှမုန်ပေတရုကိုမိန့်တော်မူသောစကားပဲဖြစ်ပါတယ်။စကားတော်ပြတ်သောအခါဆိုတာကယေရှုဖခင်နှုတ်ကပတ်တော်တရားတော်ကိုဟောပြောဝင်ငါပြီးနောက်လို့ပြောတာဖြစ်ပါတယ်။ထိုအချိန်ကဂေနေဒရတ်အိုင်နာမှာတန်ငါတဲ့တို့သည်လေထဲကထွက်၍ပိုက်ကွန်ကိုဆီးလျက်လျှော်လျက်နေစဉ်တန်ငါတဲ့ရှိမုန်ပေတရုရဲ့လှေကိုငှားပြီးလှေပေါ်မှာထိုင်၍လူများတို့အား ဆုံးမဩဝါဒပေးပြီးစကားတော်ပြတ်သောအခါရှိမွန်ပေတရုအားရေနဲ့ရာသို့ရွှေ့လောပိုက်ကုံကိုချ၍ငါးကိုအုပ်ဆန်းလောဟုအမိန့်ပေးစေခိုင်းတာချင်းဖြစ်ပါတယ်။ဒီနေရာမှာဥစွာပထမယေရှုခရစ်တော်ဖခင်ကသူ့အလုပ်ကိုအရင်လုပ်ပါတယ်။နှုတ်ကပတ်တော်တရားတော်ကိုဟောပြောဝေငှပါတယ်။ဆုံးမဩဝါဒပေးပါတယ်။ပြီးမှ ရှိမုံရဲ့အလုပ်ကိုလုပ်ပေးတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်ချစ်တော်ယုံကြည်သူမိသားစုများကျွန်ုပ်တို့ရဲ့အသက်တာမှာလည်းဖခင်အလုပ်ကိုဦးစားပေးပါယေရှုကပေတရုအားတင့်နေကိုတုံးမယ်လို့ခွင့်တောင်းတဲ့အခါမှာကြည်ကြည်ဖြူဖြူနဲ့ပဲအသုံးဖြူခွင့်ပေးပါတယ်အဲ့ဒီအချိန်မှာပေတရုကအစဉ်ပြေနေတဲ့အချိန်မဟုတ်ပါဘူးတညလုံးငားချတာ တကောင်းမှမရတဲ့အချိန်စိတ်ပြက်လက်ပြက်နဲ့ပိုက်ကွန်ဆေးနေတဲ့အချိန် လက်လျှော့ပြီးစိတ်တက်ကြနေတဲ့အချိန်ဖြစ်ပါတယ်။ဒါပေမဲ့လည်းသခင်ကအတုံးပြုမယ်ဆိုတော့အတုံးခံဖို့အစင်သင့်ဖြစ်တယ်လို့သခင်ယေရှုခရစ်တော်ကလည်းသူ့လေကိုအတုံးပြုပြီးလူအုပ်ကြီးကို ဆုံးမဩဝါဒပေးပါတယ်။ထိုနည်းတူပဲသင်နဲ့ကျွန်တော်ရဲ့အသက်တာမှာအမျိုးမျိုးသောအစင်မပြေမှုတွေအခက်ခဲတွေဒုက္ခပြဒနာတွေကြုံကောင်းကြုံရပါလိမ့်မယ်။ရင်ဆိုင်ကောင်းရင်ဆိုင်ရပါလိမ့်မယ်။ဒါပေမဲ့လည်းစိတ်တက်မကြပါနဲ့အာမလျှော့ပါနဲ့ ။တခင်အမှုတော်မှာပါဝင်ဆက်ကပ်မှုတွေဖျားကိုအချိန်ပေးပြီးဖျားဝတ်၌မွေလျောခြင်းတွေစံစာဖတ်ခြင်းဆုတောင်းခြင်းကျေးဇူးတော်ချီးမွမ်းခြင်းတွေအာမရော့သွားပါနဲ့။ဖျားနဲ့ဆိုင်တဲ့အလုပ်ကိုမငြီးတော့ပဲကြိုးစားပြီးလှုပ်ဆောင်ဖို့ရန်အတွက်ဆက်ကပ်ဖို့ရန်အတွက်အသုံးခံဖို့ရန်အတွက်အထူးတိုက်တွန်းနှိုးဆော်လိုပါတယ်။အဲ့နောက်မှာပေဒရုအားပိုက်ကွန်ကိုရေနဲ့ရာသို့ချပြီးငါးကိုအုပ်ဖမ်းပါလို့ပြောတဲ့အခါ ပေဒရုပြောသောစကားကကိုရောကျွန်တော်တညလုံးကြိုးစားရှာတော်လဲငားတကောင်တော့မရပါဘူးဒီလိုပြောတဲ့အခါပေဒရုကငားမဖမ်းတတ်တာမဟုတ်ပါဘူးငားနဲ့ပတ်သက်ပြီးတော့မှတန်ငါအလုတ်ကိုကျွမ်းကျင်စွာလောက်ကင်တက်တဲ့သူဖြစ်ပါတယ်ငားရှိတဲ့သဘောတဘာဝကိုလည်းကောင်းကောင်းနားလည်တဲ့သူဖြစ်ပါတယ်ဘယ်အချိန်မှငားတက်တယ်ဘယ်အချိန်မှငားတွေအားရေအောက်မှာရှိတယ်ဆိုတာကိုအာလုံးတိကျွမ်းပါနဲ့တော့တန်ငါတဲ့ကြီးဖြစ်ပါတယ်ဒါပေမဲ့လည်းယေရှုက ရေနဲ့ရာတို့ပိုက်ကွန်ကိုချပါလို့ပြောတဲ့အခါကိုတော်မိန်တော်ရှိလျင်ချပါမည်ဟုလျှောက်၍ပိုက်ကွန်ကိုချလိုက်တဲ့အခါပိုက်ကွန်ဆုတ်ပြဲလို့မတက် အလွန်များစွာသောငါးတို့ကိုအုပ်ဖမ်းမိပါတယ်ဒီကနေ့ဒီဖြစ်ပျက်ကိုကြည့်တဲ့အခါမှာရှိမုန်ပေတရုကဖျားအတွက်ဦးစားပေးဆက်ကပ်ပြီးဖယားအလုတ်ကိုအချိန်ပေးပြီးဦးစားပေးလှုပ်ဆောင်ခြင်းကြောင့်ဖယားကလည်းသူ့အလုတ်ကိုပြည့်စည်စေတော်သူကိုပြန်လဲအချိန်ပေးပြီ ထိုသူလှုပ်ဆောင်သောအလုပ်ကိုသူပြုလေသည်များတို့ကို အောင်မြင်ခြင်းကောင်းကြီးနဲ့အတူအံ့ဩဖွယ်မှစပို့ဆောင်နေဆိုတာကိုရှီမွန်ပေတရုရဲ့အသက်တာမှာ တွေ့ရှိရပါတယ်။ဒါပေမဲ့ပေတရုကအဲ့ဒီအောင်မြင်ခြင်းပေါ်မှာအဲ့ဒီလောကကောင်းကြီးပေါ်မှာတတ်မှတ်ပြီးထိုတန်ခါအလုပ်ကိုဆက်လက်ပြီးဦးစားပေးလှုပ်ဆောင်တော်သူမဟုတ်ပါဘူး။ယေရှုကပေတရုသင်ဟာဒီကနေ့ကစပြီးလူကိုမျှသောတန်ခါဖြစ်စေမယ်လို့ဆိုပြီးသခင်မှုတော်အတွက် သခင်နောက်လိုက်တမန်တော်ဖြစ်ခေါ်ယူပြီးအသုံးပြုခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ချစ်တော်ယုံကြည်သူမိသားစုများမိမိအလုပ်ထက်ဖခင်အလုပ်ကိုဦးစားပေးပါမိမိကိုယ်ကိုအချိန်ပေးခြင်းတက်ဖခင်ကိုအချိန်ပေးပါထို့သောသူတို့နောက်မှထိုအရာဆိုတဲ့လောကနဲ့ပတ်သက်တဲ့ကောင်းကြီးဖခင်ပေးနိုင်ပါတယ်။လူအနေနဲ့ဒီလုပ်ငန်းမှာကျွမ်းကျင်နေပေမဲ့မအောင်မြင်ခဲ့ရင်တောင်ဖခင်လှုပ်ပေးရင် ဖျားပြင်ဆင်ပေးရင်တဘာဝလွန်ကောင်းကြီးတော့ဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့သင်ဟာဒီလောကကောင်းကြီးပေါ်မှာအမိပြုတ်ပြီးမိမိရဲ့ဝိညာဉ်ရအတ္တတာကို မတီဆောက်ပါနဲ့။ပေဒရုကငါအများကြီးရလို့ငါထက်ရှာတာမဟုတ်ပါဘူးဖះအတွက်ตาရွေ့ဆက်ကအနံပြီးအသက်ရှင်တာဖြစ်ပါတယ်ဖះကိုตาရွေ့အချိန်ပေးတာဖြစ်ပါတယ်ဆိုလိုချင်တာကဖះကတင့်ကို လောကနဲ့ပတ်သက်တဲ့ကောင်းကြီး မပေးနိုင်တာမဟုတ်ပါဘူးမနှက်ဖြန်နေဖို့မစိုးရိမ်နဲ့လို့မိမာထားတော့ဖရားဖြစ်ပါတယ်။စာငတ်တကောင်တော်ပြစ်မထားဘူးလို့မိမာတော့ဖရားဖြစ်ပါတယ်။သင်လိုအပ်သောအရာကို လိုအပ်သောအချိန်မှာ အချိန်မီပြင်ဆင်ပေးနိုင်တဲ့ဖရားဖြစ်ပါတယ်။သင်ဘက်ကအရေးကြီးဆုံးသောအရာက ဖရားကို အချိန်ပေးပါ။ဖရားအလုပ်ကို ဦးစားပေးပါ။အကျိုးကျေးဇူးကလောကမှာပဲအံ့ဩပွဲတတ်တည်မြင်တွေ့ခံစားရမှာမဟုတ်ပါဘူး။တမလွန်မှာလဲထာဝရနဲ့ဆိုင်တဲ့ ကောင်းကင်ဆုလက်အကျိုးကျေးဇူးများစွာကိုခံစားရရှိပြီးထာဝရအသက်ရှင်ခွင့်ရရှိမှာဖြစ်သောကြောင့်ဖရာအလုပ်ဖြစ်တဲ့ကျန်းစာဖတ်ခြင်းဆုတောင်းခြင်းကျေးဇူးတော်ချီးမွမ်းခြင်းဖရာဝတ်၌မွေ့လျော်ပြီးဖရာရဲ့အမှုတော်မြတ်မှာတာ၍ဆက်ကပ်အနံခြင်းအပြင်အတုံးခံရင်ဖရာကိုအချိန်ပေးခြင်းအပြင်ဖရာထာမပြန်လဲကြည့်ရှုမဆာခြင်းအကျိုးကျေးဇူးကိုယခုလောကမှာတည်းမကထာဝရနဲ့ဆိုင်သောကောင်းကင်ဆုလက်အကျိုးကျေးဇူးကောင်းကြီးမင်္ဂလာများကို ပြန်လည်ခံစားရရှိသောဖရာသားသမီးများဖြစ်ကြစေဖို့ဒီကနေ့နှုတ်ဝတ်တော်လေးအနည်းငယ်အားဖြင့်ဝေငါခွန်အားပေးရင်ဤကောင်းချုပ်လိုပါれကြားနာကြတဲ့ယုံကြည်သူမိသားစုများအရောက်စတဲ့ပေါ်မှာဖရာသခင်အစ်တစ်ဖန်ကောင်းချီးပေးပါစေ